မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးမြန်မာတွင်လေးတက်သမတ်အဆင့်ရှိငလင်ထက်လို့တိုင်းမေဟုံဆောင်ဘက်မှငလင်ခန်းစားရတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်တင်အားရက်စတာစကေးလေးတက်သမတ်အဆင့်ရှိငလင်တစ်ခုမြန်မာနိုင်ငံတောင်ငူမြို့အနီးမှာ AB 16ရဲ့မနက်အစောကလှုပ်ခတ်ခဲ့ပြီးတိုင်းမြန်မာနယ်စပ်ဒေသများတွင်ပါငလင်ကိုတိတိတသားခန်းစားခဲ့ရကြောင်း ထိုင်းမိုးလီဝတ်သားသတင်းဌာနကထုတ်ပြန်ထားတယ်လို့ The Nation Thailand ကဖော်ပြထားပါတယ်။ထိုင်းစံတော်ချိန်ညတကောင်ကျော်နောက်တနေ့ကိုဂူပြောင်းသည့်12:24မိနစ်တွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီးငလင်ဘဟုချက်မှာထိုင်းနိုင်ငံမြောက်ပိုင်းမေဟောင်ဆောင်ခရိုင်အနောက်မြောက်ဘက်ကီလိုမီတာ160ခန့်အကွာလက်တီကျု18.634ဒီဂရီနဲ့အရှိလောင်ချီမှာ96.3လေးလေးနှစ်ဒီဂရီတွင်တည်ရှိသောမြန်မာနိုင်ငံပဲခူးတိုင်းတောင်ငူမြို့အနီးဝန်းကျင်ဖြစ်ပါသည် ထုံငလင်သည်အနက်15ကီလိုမီတာတွင်လွတ်ခတ်ခဲ့ကြောင်းတိုင်းငလင်စောင့်ကြည့်ဌာနမှသတင်းထုတ်ပြန်ထားပါသည်။တိုင်းမြောက်ပိုင်းနေဆက်တွင်နေထိုင်သူအများအပြားကငလင်လှုပ်ခါမှုကိုခံစားခဲ့ရပြီးလက်တလောပျက်စီးဆုံးရှုံးမှုအသေးအပြောက်မရှိသေးကြောင်းသိရှိရပါသည်။ ယနေ့ဧပြီလ16ရက်နေ့တရက်ထဲမှာပဲမနက်9နာရီမိနစ်40အထိတိတ္တသမ9မှာ4သမ1အဆင့်ရှိငလင်များမြန်မာနိုင်ငံတွင်10ချိန်နှင့်ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်2ချိန်စုစုပေါင်းငလင်17ချိန်လှုပ်ခတ်ခဲ့ကြောင်းထိုင်းငလင်စောင့်ကြည့်ရေးဌာနမှတ်တမ်းများကိုကိုးကားပြီးထိုင်းတရင်ကဖော်ပြထားပါသည် မြန်မာနိုင်ငံမိုးလေဝသနှင့်ဇလဗေဒဌာနက AB 16ရက်နေ့မနက်09:40မိနစ်ကျော်ကတောင်ငူမြို့အနောင်မြောက်ဘက်လေးမိုင်ခန့်အကွာမှာ3.4အဆင့်ရှိငလင်းလှုပ်သွားကြောင်းယနေ့မနက်3:00ကဖော်ပြထားပါသည် မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်းအပြီးမြန်မာနိုင်ငံနဲ့အနီးတဝိုက်ဒေသများမှာနောက်ဆက်တွဲငလင်းစုစုပေါင်း948ကျိန်ရှိခဲ့ကြောင်းတိုင်းငလင်းစောင့်ကြည့်ရေးဌာနကဖော်ပြခဲ့ပြီးမြန်မာနိုင်ငံမိုးလေဝသနဲ့ဇလဗီရာဌာနကမှအကျိန်ရေ130ကျော်ရှိခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်မလ28ရက်ထိုင်းနိုင်ငံမဲအောင်ဆောင်ခရိုင်ပန်မာဖာခရိုင်မှ392ကီလိုမီတာခန့်အကွာမန္တလေးမြို့အနီးမွန်လယ်တနအိမ်မိနစ်20ခန့်မှာ ပြင်အား၈၃နှစ်နှစ်အနက်ကီလိုမီတာ အနက်30ကီလိုမီတာရှိငလင်းလုတ်ခဲ့ခြင်းဖြစ်သည်ဟုတိုင်းငလင်းစောင့်ကြည့်ရေးဘက်ကဆိုပါရယ်မြမဘက်ကမူထိုနေ့ကငလင်းမှာပြင်းအား9.8အစင့်ရှိသည်ဟုဆိုပါရယ်အဆိုပါငလင်းကြီးကြောင့်တိုင်းနိုင်ငံမြောက်ပိုင်းနှင့်အလဲပိုင်းအထူးသဖြင့်ဘန်ကောက်မြို့ကိုထိခိုက်ခဲ့ပြီးခရိုင်အများအပြားတွင်အဆောက်အုံများပျက်စီးခဲ့ပါရယ်ငလင်းကြီးအပြီးနောက်ဆက်တွဲငလင်းများတွင်ပြင်းအား1.3ညမှာ2.9ကြာနောက်ဆက်တွဲငလီ230ကြိမ်ပြင်းအား3.3ညမှာ 3.9ကြာ ပြင်အား4.3ညမှာ4.9ကြာပြင်အား5.3ညမှာ5.9ကြာရှိပြင်အားနဲ့လှုပ်ခဲမှုများပါဝင်သည်ဟုထိုင်းကလေးစောင့်ကြည့်ရေးဌာနဘက်ကဆိုထားပါသည် စစ်ကောင်စီ AB 14ရက်နေ့ညနေ6:00နာရီအထိစည်ရင်အရာတေဆုံးသူ3806ဦးဒဏ်ရာရရှိသူ9029ဦးပျောက်ဆုံးသူ130ဦးရှိကြောင်းသိရပြီးငလင်တန်တင့်ပြည်သူများမှလက်ရှိအချိန်ထိအခက်အခဲများနေရင်ဆိုင်နေရဆဲဖြစ်ကြောင်းသတင်းရရှိပါသည်နောက်ထပ်သတင်းတပိုအနေနဲ့တကြံအတက်နေ့မနက်အစောပိုင်းမှာကြုံတိုးမြို့အနီးကရွာတချို့လေးချောင်းတိုက်ခိုက်ခံနေရတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့တကြံအတက်နေ AB 16ရဲ့မနေ့အစောပိုင်း6နာရီဝန်းကျင်မှာကရင်ပြည်နယ်ကော့ကရီမြို့နယ်ကျုံတိုးမြို့အနီးတစ်ဝိုက်ကကျေးရွာတချို့လေကြောင်းတိုက်ခိုက်မှုတွေကြုံနေရတယ်လို့ကရင်သတင်းရင်းမြစ်ထံကသိရှိရပါတယ်။ ဒရုန်းနဲ့ဘုံချခံရတာလေရင်နဲ့ဘုံကျဲခံရတာဖြစ်ပြီးတိုက်ခိုက်မှုခံရတဲ့ရွာတွေကတော့ကော့ကရစ်ဂျုံတိုးလမ်းတစ်လျှောက်ကရွာတချို့ဖြစ်တယ်လို့သိရှိရပါတယ်ဒီမနက်အစောပိုင်းတိုက်ခိုက်ခံရတဲ့ရွာတွေကတော့နချံကုန်း၄တိုင်း၅တိုင်း၉တိုင်းရေဘူးစတဲ့ရွာတွေဖြစ်တယ်လို့ကရင်တရင်ရှင်မြစ်ကပြောဆိုပါတယ်ကျုံတုံးမြို့ဒေသခံတအူးကလည်းတိုက်ပွဲမဖြစ်ဘဲလေကြောင်းတိုက်ခိုက်ခံရတာလို့အသိပေးပါရယ် ီမနက်တိုက်ပွဲမဖြစ်ဘူးလေရင်လာကျဲတာတမနယ်လုံးမဲအခုထိပတ်ကျဲနေတယ်လို့အဲ့ဒီဂျုံတို့ဒေတာကန်ကပြောပြပါဗျာ နေ့ကတကြံအကြံနေ AB 35ရဲ့မနက်ပိုင်းကတော့ကော့ဂရိတ်ဂျုံတိုးလန်ပိုင်းဂျုံတိုးမြို့အနီးကနေရာတွေမှာတိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်နေ့လယ်ပိုင်း12နာရီခန့်မှာဂျုံတိုးမြို့အနောက်တောင်ဘက်ရှိကန်နီရွာဖုန်ကြီးချောင်းဘုံကျဲခံရပြီးအရက်သား9ဦးထပ်မံနေတိုက်ဆုံခဲ့ရပါဗျ။ကန်နီရွာဖုန်ကြီးချောင်းဘုံကျဲမခံရခင်နာရီပိုင်းအလိုမနက်9နာရီဝန်းကျင်မှာတော့ဂျုံတိုးမြို့အနီးကနေချန်ကုန်းရွာလက်နက်ကြီးကြပြီးအရက်သားထိခိုက်တိုက်ဆုံမှုတွေရှိခဲ့ပါဗျ။ နချံကုန်းရွာလက်နဲ့ကြီးကြီးကြတဲ့ဖြစ်စဉ်နဲ့အရသာထိခိုက်ဒိဆုံးမှုရှိတယ်ဆိုတာပဲကနအူးသိထားရပြီးထိခိုက်ဒိဆုံးမှုအခြေအနေကိုတော့တရင်ဌာနကဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်တင်းထဏာကကြည့်ရှုရတဲ့တပ်ဖွဲ့အရာတော့နချံကုန်းရွာမှာအမျိုးသမီးတအူးအပါဝင်အရက်သား2ဦးထံမှနေတိစုံထားတာတွေ့ရပါတယ်။ ကင်းဒီနယ်မှာတကြံကာလာတွင်ကွန်ကရစ်ကြုံတို့လမ်းတစ်လျှောက်နှင့်ကွန်ကရစ်မြို့မြောက်ပိုင်းမြပတိုင်းရွာရင်ခွဲတောင်စခန်းတဝိုက်မှာလေစစ်ကောင်စီတပ်နှင့် KNU ပူးပေါင်းတပ်တွေကြားတိုက်ပွဲပြင်းထန်နေတယ်လို့သိရှိရပါတယ်။နောက်ထပ်သတင်းတပိုအနေနဲ့ငလင်အပီကဲဆဲရေးကာလာတွင်စစ်ကောင်စီကပြည်သူကိုပြစ်မှတ်ထားနေစဉ်တိုက်ခိုက်နေဟု KNU ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်ကောင်စီတပ်ကကရင်အမျိုးသားစီရော KNU အုပ်ချုပ်နေမြေများရှိပြည်သူများကိုပြစ်မှတ်ထားသည့်တိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေ၍ကလေးငယ်များအပါအဝင် ပြည်သူထိခိုက်မှုများရှိခဲ့ကြောင်း KNU ဗဟိုက AB 15ရက်တွင်သတင်းထုတ်ပြန်ပါသည် မလ28ရက်ကအင်အားပြင်းကလေးလှုပ်ခတ်မှုအပြီးကဲဆေးရေးလှုပ်ဆောင်ရမည့်ကာလဖြစ်တော်လဲအာနာသိန်းစစ်ကောင်စီတပ်သည်အပြည့်မဲ့ပြည်သူများအားရည်ရွယ်ချက်ရှိရှိဖြင့်နေစဉ်နေအများလိုက်လံဖြစ်ခတ်လျက်ရှိသည်ဟုအသိပေးပါသည် KNU နယ်မြေတွင်စစ်ကောင်စီတပ်၏လက်နက်ကြီး drone ဖြစ်ခတ်မှုကြောင့်ပြည်သူထိခိုက်မှုအခြေအနေတချို့ကိုဖော်ပြပါသည် KNU တမဟာချောင်းနေမြေကော့ဂရိတ်မြို့နယ်တွင်စစ်ကောင်စီတပ်ကတိုက်ခိုက်ခဲ့၍ AB ရှေ့ရက်နေ့10ရက်တွင်ကလေးငယ်၄ဦးအပါအဝင်ပြည်သူ၈ဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ် KNU ဒူပလာယာခိုင်ကော့ဂရိတ်မြို့နယ် မောင်းမရွာတိတ်ကျေးရွာအတွင်း EB10 ရဲ့ညနေပိုင်းတွင်ကော်ကရစ်မြို့နယ်မှာတက်ဆွဲထားတဲ့အာနာသိန်းစစ်ကောင်စီတပ်မှဒရုန်းပုံးဖြင့်ပုံကျဲချခဲ့ရာ အသက်70နှစ်အရွယ်မိန်းကလေးတဦးအသက်55နှစ်အရွယ်အမျိုးသားတဦးအသက်50အရွယ်အမျိုးသမီးတဦးဒဏ်ရာရရှိခဲ့တယ်လို့အသိပေးပါတယ် ။မိမိရှိရဲ့ညကလည်းကော့ကရီမှာတက်ဆဲထားတဲ့စစ်ကောင်စီတပ်ကအန်ကောင်ကြီးရွာ၊ကျိတ်တလိုက်ကြီးရွာနဲ့ဒေါပလင်ကြီးရွာတွင်တို့လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာအသက်40အရွယ်အမျိုးသားတဦး၊အသက်26နှစ်အရွယ်အမျိုးသားတဦး၊အသက်14နှစ်အရွယ်မိန်းကလေးတဦး၊အသက်9နှစ်အရွယ်ယောက်ျားလေးတဦးနဲ့အသက်6နှစ်အရွယ်ယောက်ျားလေးတဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း KNU ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ် KNU ထုတ်ပြန်တဲ့စင်းများအရာငလင်ဘေးပြီးနောက်ပိုင်း KNU တပ်မဟာ၁တထုံခရိုင်တပ်မဟာ၃ညောင်လေးပင်ခရိုင်တပ်မဟာ၄နေမြေဘိတ်တဝဲခရိုင်မြို့ရွာများတို့လည်းစစ်ကောင်စီကလက်နက်ကြီးဖြစ်ခဲ့မှုလေးချောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးပြည်သူတိုက်ဆုံထိခိုက်မှုများရှိခဲ့တယ်လို့တင်ပြရရှိပါတယ် နောက်ထပ်သတင်းတပေါ်အနေနဲ့စစ်ကောင်းဆောင်များက၎င်းတို့၏ကိုကျိုးစည်းဝါးတွင်နိုင်ငံတော်အာဏာကိုမတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ1536ရက်ရှိပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်ဆောင်များက၎င်းတို့ရဲ့ကိုကြိုးစီပွားအတွင်းနိုင်ငံတော်အာဏာကိုမတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ1536ရက်ရှိပြီးဖြစ်ကြောင်းသိရှိရပါသည်။ပြည်သူများ၏ငင်းချမ်းစွာဆန္ဒပြတောင်းဆိုမှုများကိုမလိုက်ရောသလိုဆန္ဒပြပြည်သူများအားစစ်ကောင်စီတပ်များကအကြမ်းဖက်ဖမ်းဆီးခြင်းရဲရဲစစ်စစ်တနက်ဖြန်ပြစ်ခတ်တပ်ဖြတ်ခြင်းများပြုလုပ်ခဲ့ပါသည်။ငင်းချမ်းစွာဆန္ဒပြတောင်းဆိုမှုကိုလစ်လူရှုပြီးဆန္ဒပြပြည်သူများကိုအကြမ်းဖက်တပ်ဖြတ်လာသဖြင့်ပြည်သူများကစစ်ပညာသင် င်ယူပြီးလက်နက်ဆွဲကန်၍စစ်ကောင်စီကိုခုခံတော်လှန်စစ်ဆင်နွှဲနေကြပါတယ်။ဒီချိန်တည်းတွင် ပြည်သူများကဆရာနာရှင်ဖြုတ်ချရေးငင်းချမ်းစွာဆန္ဒထုတ်ဖော်မှုများကိုလည်းပုံစံမျိုးစုံဖြင့်ပြုလုပ်နေစေဖြစ်သလိုစစ်တပ်ထွက်ကုန်များကိုလည်းတပိတ်မောက်နေကြကြောင်းသိရှိရပါတယ်။